GVB ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။ထိုင်းနိုင်ငံရောက်ရွှေပြောင်းလို့သမားတွေအပါဝင်ကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့မိခင်နိုင်ငံကိုပြန်လာကြဖို့ကမ္ဘောဒီးယားနိုင်ငံတော်တိုင်ပင်ခံကောင်စီဥက္ကဋ္ဌဟွန်စင်ကတိုင်တိုးလိုက်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားဟာနှစ်နိုင်ငံနယ်စပ်အငင်းပွားမှု ပြဿနာကိုဖြေရှင်းဖို့ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကကမ္ဘောဒီးယားနိုင်ငံဖနမ်ပင်မြို့မှာ JPC နိုင်ငံငယ်ဆက်ပူးတွဲကော်မတီအစည်းအဝေးလုပ်ခဲ့ကြပေမဲ့ပြည်လည်မှုမရဘဲကမ္ဘောဒီးယားဘက်ကအပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကိုတိုင်တန်းစာပေးပို့ခဲ့ပါတယ်မြန်မာနယ်စပ်နေထိုင်းနိုင်ငံမဲတန်တိုင်းနယ်ကနေဘန်ကောက်မြို့ကိုတည်ဆောင်သွားမဲ့ WY စိတ်ကြွမှုရစီပြား9000ကိုဇွန်လ15ရက်မွန်းလွဲ့နေ့နိုင်ခွဲလောက်ကမလမတ်ရက်ွက်ငါစစ်စေးနေရမှာထိုင်းစစ်တပ်ကဖမ်းဆီးမိခဲ့ပါဗျ။ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းမြို့ကတုတ်တန်မြို့တွေကိုရောင်းစားပြီးအင်ယာကွက်ဖော်နေတဲ့အတွက် မြေကြီးတဲကနေအလောင်းတွေထွက်လာနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ DVB ရဲ့နောက်ဆုံးရသတင်းတွေကို DVB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။